ဆော့ကြီးပူပူအောင်မြင်ပါစေကြောင်းစုမုံကတောင်းရင်နဲ့ ready 3 2 1ရှင်ရဒီဘနာဘင်းရသူ့တို့ရဲ့ signature ဒီပင်လယ်ဘင်းကိုကြည့်ဖို့ဒီကမ်းခြေကိုကြည့်ဖို့ဒီပြခင်းကိုကြည့်ဖို့ဆိုတော့အရသာဘုံမှာရမှာတော့ဒီဟိုတယ်ရဲ့အာတာရှက်ကအဲ့ဒါရတယ် ကုန်လုံးကြိုက်ကြ။ဘာဖြစ်တော့အခန်းတိုင်းအခန်းတိုင်းမှာသူကစီးပြူရ။အခန်းတိုင်းအခန်းတိုင်းမှာသူရဲ့ facility အပြည့်ရှိတယ်အင်းရောဒီရဲ့စိတ်တိုင်းချအပန်းချအနာယူ 老拉说：“表现是呀，你呀这可爱的奶奶，你听那么讲，青春美哦，然后在 village 不少的某某阿爷妈在讲，什么阿大爷，ready three two one。” ဝေဆောင်ရွာဆိုတာဒီရွာဒီရွာမှာမြေခွက်လေးအဲ့လိုဖြစ်လာတဲ့အချိန်မှာဘုဘထွန်းနဲ့ကျွန်တော်တို့ဝယ်လိုက်တဲ့အချိန်မှာဘာလဲဆိုတော့ဒါတော့ရွာထဲမှာရှိတဲ့မြေခွက်အဲရွာထဲမှာရှိတဲ့ကွယ်ရွာဆိုတဲ့ the village the village resource ဆိုတာကျွန်တော်ရဲ့ concept idea မှာစဉ်းစားတာကြားလာပြီဒါပေမဲ့လုတ်ဖြစ်သွားတာကွန်ပျူတာလုတ်ဖြစ်သွားတာပေါ့လေ အောင်လို့လို့ဖြစ်သွားတယ်ဒါပေမဲ့ဒီ concept ကဒါရွာတိုင်းမှာရှိရတဲ့ the village ဒါရွာရဲ့ resource ကိုအဲ့လိုဖြစ်သွားတယ်အဲ့တော့နမေလေးကတော့ရိုးရှင်းပါတယ်เนาะအဲ့လှရဲ့လှရဲ့ကောင်းရဲ့ကောင်းရဲ့ဟို simple is beautiful

ပုံမှန်လုပ်နေကြအလုပ်ကိုမလုပ်ဘဲနဲ့ဒါ break through ဖြစ်သွားတော့ဒီမှာအကုန်လုံးကြိုက်ကြ။ဘာဖြစ်လို့အခန်းတိုင်းအခန်းတိုင်းမှာသူက see view ရတယ်။အခန်းတိုင်းအခန်းတိုင်းမှာသူရဲ့ facility အမြင့်ရှိတယ်။ ဲ့ဘင်္ဂလိုမကြိုက်တာဘင်္ဂလိုမကြိုက်ဘူးဆိုတာဘင်္ဂလိုကြိုက်ပါတယ်ဒီလားကိုကိုဟိုတယ်ရီစอร์ทတစ်ခုမှာတွားနေခြင်းပဲဆိုရင်ဘင်္ဂလိုလေးမှာကွန်ပျူတာစုနဲ့ကိုကဘယ်လိုပြောမလဲဆိုတော့လွတ်လပ်နေခြင်းတော့ဒါပေမဲ့ဒီလိုမျိုးအခန်းအခန်းလေးဖွဲ့ထားတော့လေဘာဖြစ်လဲသူလူဆိုတာလေး flexible ဖြစ်ရမယ် flexible ဆိုတာငါက စင်ငယ်ဘန်ဂလိုမှာနေမှငါတထေးလာအဲ့စစ်ကိုဖြောက်လိုက်အဲ့ကိုစစ်ကိုဖြောက်ပြီးတော့ငါဒီတုံးသက်တိုက်မှာငါပထမထမနေလို့ရတယ်ဒုတိယမနေလို့ရတယ်တတိယမနေလို့ရတယ်ဒါပေမဲ့ငါရေချိုးကန်းတွားရင်လည်းငါအဆင်ပြေတယ်ပြင်လဲရုံနဲ့မြင်ရတယ်ငါပြင်ထွက်လိုက်ရင်လည်းကောင်းတယ်အဲ့တော့ဘာလို့ပြောမလဲဆိုတော့ functionality ဆိုတာ function ဖြစ်လားမဖြစ်ဘူးဆိုတာကိုအရင်ပြောဒီမှာလှလားမလှဘူးမပြောနဲ့ဘာလို့လဲ architecture မှာဆိုတာသူက function ဖြစ်ကိုနေရဲ့နေရာတစ်ခုကအဆင်ပြေလားမပြေဘူးလားကောင်းလားမကောင်းဘူးလားငါအပြင်ထွက်လိုက်ရင်ငါဘာရှိလဲငါအထဲဝင်လိုက်ဘာရှိလဲအဲ့ဒါတွေသိနေအဆင်ပြေ ွေဆောင်ကဲစစ်တခုတို့မှာအခုကအုံတော်တွေပဲဒီပြေခွက်ကိုစောက်ဝယ်တော့အမအပင်တပင်းမှမရှိအမဘန်နာဘီကြီးတခုရှိအဲ့လိုကိုလေအဲ့ရှေ့ကဘန်နာဘီလားဒီ the village resort signature ဒီဘန်နာဘီဥပမာ hotel တခုဆိုရင်သူကအလယ်မှာသူက hallway ရှိဘယ်ညာခက်ရှိဒီ hotel ကပါလဲဆိုတော့သူက view မရှိတဲ့နေရာမှာသူ hallway ရှိတယ် view ရှိနေမှာဟိုတယ်အခန်းရှိဆိုတော့အဲ့လို view ပေါ့ဟိုအခန်းတိုင်းကို view ရအောင်လုပ်ပေးပြီးတော့သူရဲ့ limit ဒါအစိုးရတက်မထား limit တိုင်းလုပ်ပေးလိုက်တဲ့ဟာဒါသူ့အကောင်းဆုံးဖြစ်သွားတယ်အခုနောက်ဆုံးဆောက်ထားတဲ့ wing ကလည်းသူဘေးကိုကတ်ပြီးဆောက်ထားတယ်ဆိုတော့ဒီအလဲရမြခင်ကြီးကသူ့ကိုဖြစ်တယ်ဖြစ်နေဆိုတော့မနေ့ကတွေ့ရခလေးအဲ့ဒီ အဲ့ဟို remote control နဲ့ကားလေးမောင်းကြည့်ဘာလဲဆိုဟိုဒါကလေးရရန်ကုန်မှာမရတဲ့အရာတော့ဒီမှာရတယ်မြို့ပြတွေမှာနေတယ်ဘူးလေတောင်ကြီးမှာအင်းရှိတယ်ဒီပင်လယ်ပြင်ကြီးကိုကြည့်ဖို့ဒီကမ်းခြေကြီးကိုကြည့်ဖို့ဒီပြခင်းကိုကြည့်ဖို့ဆိုတော့အရာတာဒီမှာရမှာတော့ဒီဟိုတယ်အာတာရှိတာ အဲ့ဒါရတယ် ိုတာဘယ်လိုလဲလူတယောက်ကကိုလုတ်ခဲ့အလုပ်တစ်ခုစိတ်ကျင်းနေတာပေါ့အမကျွန်တော် professional ဆိုတာပီတိဆိုတဲ့ဟာလေးတကယ်တမ်းကျတော့ပီတိမရရင်ကိုတောင်မကျေဘူးလို့ထင်တယ်ဘာလို့ပီတိဆိုတာကိုလုတ်တဲ့အလုပ်ကိုတောင်ဝင်ကြေွားရဲဆိုတာဒါကိုတောင်ကူကြည့်တာဒါပီတိပေါ့ပီတိဆိုတော့ကွာဘာလဲဆိုတော့ ကိုယ်နဲ့မဆိုင်ပဲနဲ့နေထိုင်နဲ့ပျော်သွားတယ်ဗောလေအဲ့လိုမျိုးမဟုတ်ဒီမှာကတကယ်ချင်းလည်းဖြစ်တယ်ငါတကယ်ချင်းဖြစ်တယ်ဒီမှာအလုလုပေးရင်လုပေးရင်လည်းသူကအောင်မြင်သွားဆိုတော့သူရဲ့ကုလူပါတယ်အကူရောရဲ့ကုလူပါအဲ့လိုလည်းဖြစ်တော့ Yeah, go.